မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မ12လပိုင်း2025ဒီဇင်ဘာလအတွက်အချီရေကျွန်မအချီနေကိုဖျက်ကြပေးမှာဖြစ်ပါတယ်နည်းနည်းလေးတော့ရက်လေးနောက်ကျသွားတယ်ဆင်မဒီနေ့မှာအားလို့ပေါ့နော်အလုတ်အလုတ် အလုံးနဲ့ငွေကြေးတောင်းအတင်းထားပေးပြီးပြီအဲ့လေးရိုက်ပြီးတော့ဒါလေးကိုဆက်ရိုက်ပို့ပါဒီနေ့မှပဲအချိန်ရလို့ဒီနေ့မှပဲဘူးရိုက်ဖြစ်သွားလို့ပေါ့နော်အဲ့တော့ဘာမှမပြောတော့ဘူးဖိုင်လည်းမရွေးရဘူးဆိုတော့ဟို reading လေးကိုပဲတန်းသွားလိုက်အောင် collective reading လေးပဲပေါ့နော် reading လေးကိုကတ်တီတော့ဆွဲလိုက်ပြီပေါ့နော်ကြာလာတဲ့ကတ်တီရမပြောခင်ဆက်မတော့မှနည်းနည်းလေးဘယ်လိုပြောရမလဲ င်းဝိုင်းနေစရာအခြေအနေလေးတွေရှိရဲ့ဒီမှာဒီမှာအရင်ဆုံးကဒါ collective ဆိုတော့ဟိုလူတိုင်းနဲ့တော့ energy ကြိုက်မှာမဟုတ်ဘူးเนาะကိုယ်နဲ့ energy ကြိုက်တာကိုယူပါဘာလို့ဒီမှာထပ်ပြောရမလဲဆိုတော့ဒီမှာတချို့ energy လေးနည်းနည်းလေးကြနေတာလေးတွေတွေ့ရတယ်အဆင်မပြေနေကြတာအချီးရေးဆိုတော့နိအချီးရေးမှာအဆင်မပြေနေကြတဲ့လူလေးတွေဒီတစ်ခါကက်ကဆွဲမိတယ်အဲ့တော့ဒီမှာကအရင်ဆုံးပြောရရင်ကွာဒီမှာဘလို့အဆင်မပြေရလဲဆိုတော့ တယောက်နဲ့တယောက်ကချစ်ချင်းမြတ်တာတယောက်နဲ့တယောက်ကရှိတယ်နော်တကယ်ကိုနှလုံးသားထဲမှာနှလုံးသားထဲမှာသူ့ရဲ့အတွေးထဲမှာကိုကိုကိုဘက်ကအတွေးထဲမှာကွာတယောက်နဲ့တယောက်နှလုံးသားထဲမှာနိ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 ကကလေးချစ်ကြတယ်ဒါပေမဲ့တချို့အချိန်လေးမှာတချို့လူတွေကအဲ့ဒီချစ်ချင်းမြတ်တာကိုอืมတယောက်နဲ့တယောက်ကိုအပြည့်အဝထုတ်ဖော်မပြတာတာမျိုးတွေရှိတယ်အဲ့ဒီအနေထားတွေကနေတော့မှနော်အေး ဟိုအဲ့ဒီအနေထားတွေရှိနေတယောက်နဲ့တယောက်ကဟိုအကုန်လုံးပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုကိုယ့်ဘက်က energy ဆိုလဲကိုယ့်ရဲ့ခံစားချက်ကိုအကုန်ဘောနော်ပြတော့ပြတယ်ပြတင်တယ်လောက်မပြရသေးဘူး တချို့ကကြတော့လေသူ့ဘက်ကခံစားချက်ကိုပေါ့နော်သူကနည်းနည်းလေးဟိုချစ်တယ်အရန်ချစ်တယ်ဒါပေမဲ့အဲ့ချစ်တဲ့လောက်ကိုတချို့ရရှိတယ်ပေါ့နော်အရန်ချစ်ကြောင်းပြလိုက်ရင်ဟိုငါအပေါ်မြန်အရန်နိုင်ယူသွားမလားအရန်မြန်စိုးသွားမလားအဲ့လိုမျိုးတွေတွေးပြီးတချို့ကကြတော့လေတချို့တခါကြလည်းမရှိတဲ့နဲ့မာနလေးတွေရှိတော့ချမပြကြဘူးပေါ့နော်အဲ့ဒါသူ့ဘက်ကဖြစ်နေပြီးရင်ကိုယ့်ဘက်ကပေါ့အဲ့လိုအနေထားလေးတွေရှိနေခဲ့ရင်အဲ့ဒီလိုမျိုးပေါ့နော် ရှိနေလို့လေတရားနဲ့တရားမပွင့်မလင်းနေဖြစ်နေလို့လေဒီ12လပိုင်းမှာတစ်ဖက်ဖက်ကပေါ့နော်တစ်ဖက်ဖက်ကအဲ့ဒီလိုမျိုးဟိုငါ့ကိုမချစ်တော့ဘူးလားမသိပါဘူးပေါ့နော် ငါသူ့ကိုစောင်းစားရတာကိုဘက်ကဆိုရင်လည်းငါသူ့ကိုစောင်းစားရတာเนาะပင်မလာပြီเนาะသူရှေ့ကိုမမက်နေလည်းမရဘူးအဲ့တော့ငါတော်ပြီးထားခဲ့တော့မယ်ဆိုပြီးအရာရလွတ်ချပြီးလက်လက်ထွက်သွားမယ်လူတွေရှိတယ်နော်ဒါဒီကိုအဲ့ကို energy မဟုတ်ရင်တစ်ဖက်လူရဲ့ energy เนาะတစ်ဖက်သူကအဲ့လိုသူနဲ့ကိုနဲ့ချားမှာအဲ့လိုမျိုးပေါ့နော်သူမျော်မှန်းထားတဲ့အတိုင်းအတာတစ်ခုကြည့်ရှေ့ကို တက်ဖို့ခဲရင်းနေရမျိုးဒါမို့ချင်းရှေ့ကိုတက်ဟုတ်အဟန်တားတွေဖြစ်နေတာမျိုးဒါမှမဟုတ်ရင်ကိုယ့်ဘက်ကနေပြီးတော့အဲ့လိုသူ့ကိုပုံတော့အဲ့လိုပုံပုံလေးလေးမပြော ောပြထားတာလေကိုကချစ်တယ်နော်သူကလည်းကိုကိုချစ်တယ်ဒါမှမဟုတ်အဲ့ဒါကိုတယောက်နဲ့တယောက်ကမချပြမိတော့မချစ်တော့ဘူးထင်ပါတယ်ဆိုပြီးတော့ဗောနော်လှက်ထွက်သွားဖို့ပြင်နေတဲ့အနေထားတွေတကယ်တည်းအရာရာလှုပ်ချပြီးတစ်ဖက်ဖက်ကလှက်ထွက်သွားမယ်အနေထားမျိုးတွေတွေ့ရတယ်ဒါပေမဲ့ဗောနော်အဲ့တော့အဲ့လိုအနေထားမျိုးတွေကဗောနော်12လပိုင်းမှာနော်ဆောနာဆင်မဗီဒီယိုလေးပိတ်မိသွားလို့အဲ့ပြန်ရိုက်ထားတယ်12လပိုင်းမှာဟို မဖြစ်ရသေးတဲ့လူတွေအရှိပိုင်းမှာမဖြစ်ရသေးတဲ့လူတွေဒီ12လပိုင်းဒီဇင်ဘာလ2025မှာနည်းနည်းလေးတည်ထားပြီ။ဒါမဟုတ်ဘူးဒီမှာတချို့ကကြတော့အဲ့ဒါတွေကဖြစ်ဖြစ်ပြီးဆရာမကြီးတမတို့နော် retrograde ကလာဒါ retrograde ကလည်းအရှိမှာဖြတ်တန်းခဲ့ရတာ။ဟို retrograde ကလာမှာအဲ့လိုပြဿနာတွေအများကြီးဖြစ်တယ်နော်။အများကြီးပဲဖြစ်တယ်နော် retrograde ကလာဟိုပုံမှန်လေးလည်းပြောရရင်ဆရာမကိုယ်တိုင်တော့ retrograde ကလာမှာတော်တော်အခက်အခဲရင်းနဲ့ဟိုအများကြီးပဲကြုံခဲ့ရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီကလာတွေမှာဆရာမပြောတဲ့ energy ကဖြစ်ပြီးသွားပြီနော်။ဆိုရင်နော် ပြန်ဆင်ပြီးလိမ့်မယ်เนาะဒါမှဒီမှာအုပ်စုကတော့နှစ်အုပ်ရှိလိမ့်မယ်အဲ့လိုအနေထားနေမဖြစ်သေးဘူးဆိုရင်လူက12လပိုင်းအစမှာနည်းနည်းလေးတတိထားပြီးเนาะတပတ်တစ်ပတ်အတွင်းမှာပဲ အခုဒီဗီဒီယိုတင်ပြီးတော့တစ်ပတ်လောက်နှစ်ပတ်လောက်အတွင်းမှာပဲနည်းနည်းသတိထားပေးပြီးရင်ပြန်အဆင်ပြေသွားလိမ့်မယ်အဲ့ဒီအဆင်ပြေတဲ့အချိန်ကျရင်တစ်ဖက်နဲ့တစ်ဖက်ပေါ့နော်မိသားစုအထိရေရှည်အထိလက်တွဲဖို့ကိုပြန်ပြီးတော့ဒါဥနောက်အလုံးလုံးမယ်လို့ပြောပြီးသားလိနော်ရေရှည်အထိလက်တွဲဖို့ကိုပြန်ပြီးတော့စဉ်းစားပြီးတော့တယောက်နဲ့တယောက်ဖွင့်မပြောရင်ဒေးရင်တောင်းပါနော်အဲ့လိုပေါ့နော်ငါမင်းကိုဘယ်လိုအထိရည်ရွယ်ပြီးတော့အခုပြန်လာတာပါငါတို့ပြန်ပြီးရှေ့ဆက်ကြရအောင်လို့ပါစကနှုတ်ကပေါ့နော်ဖွင့်မပြောရင်တောင်းပါအတွေးတွေထဲမှာတယောက်နဲ့တယောက်ကအရင်တက်ပို့ပြီးတော့ရှင်းလင်းသွား ားတဲ့အတွေ့အကြုံရှိမယ်။ဒီမာလီနော်ဟိုစိတ်ကမပြတ်ဘူးမော်လား။အဲ့ဒီမှာအကြောင်းကိုကိုကိုပြန်ပြီးတော့တည်သွားတာ။သူ့ဘက်ကဆိုလဲသူ့ကိုသူပို့ပြီးတော့တည်သွားတာ။ကိုဘက်ကဆိုလဲကိုကိုကိုပို့ပြီးတည်သွား။ဘာတည်သွားလဲဆိုတော့ငောင်းနှစ်ယောက်ကတကယ်ကြမှာပြတ်နိုင်ပါဘူး။နော်ဘလောက်ပဲခဲရင်ခဲရင်ဘလောက်ပဲနှစ်ယောက်သားကြမှာမဖြစ်နိုင်တဲ့အခြေအနေတွေပဲရှိရှိရှေ့ဆက်ဖို့ကိုပဲဥတီရမယ်။ connection တစ်ခုဆိုတာသူ့ရောကိုတည်သွားပြီးတော့ပြန်ပြော့တယောက်နဲ့တယောက်အဆင်ပြေဖို့ရွေးချယ်ကြတဲ့အချိန်မှာ အရင်တက်ပိုကောင်းတဲ့အတူကြီးတွေအရင်တက်ပိုကောင်းတဲ့ဂရီကဝိတွေခိုင်မာလာလိမ့်မယ်တချို့အတွဲတွေပို့ပြီးတော့ဖွင့်ပြောမိလိမ့်မယ်နော်ဖွင့်ဖွင့်ပြောမယ်ဆိုတာဇောနာကအရှိပိုင်းမှာမပွင့်မလင်းဖြစ်နေတဲ့အနေဒါတွေကိုဖွင့်ပြောပြီးပြန်ဝင်လာလိမ့်မယ်ကောင်းတယ်နော်ဒီမှာ reunion energy ရှိရယ်နှစ်ယောက်သားကအဲ့ဒီအချိန်ကြာကမှာပေါ့နော်တချို့ဆိုရင်ဟို silent တွဲနေရနေပြီးတော့ officially တွေချပြမိတာနော်သူ့အပေါင်းအသင်း ကိုအပေါင်းအသင်းသူ့မိသားစုကိုမိသားစုကိုဟို မိတ်ဆက်ပေးတာမျိုးတွေအဲ့အပေါင်းအသင်းမိတ်ဆွေတွေဂျာမာမိသားစုတွေဂျာမာချပြတာဒီဖြစ်လာနိုင်တယ်ဒါတချို့ဆိုင်းနဲ့ပေါ့နော်တွဲနေတဲ့လူတွေတချို့ကကြတော့အရှိမပြောခဲ့တဲ့အနေအထားတွေကမတွဲရသေးဘူး saturation ship အနေအထားတွေဟိုမြောက်တီမြောက်အနေအထားတွေလူတွေဟိုဒီတက်ပိုကောင်းတဲ့အဆင့်တစ်ခုကိုနှစ်ယောက်သားဂျာမာနားလည်မှုတွေနဲ့ပို့ပြီးတော့ပုံမှန်လေးမြင်မြင်သားသားလေးနဲ့ရှေ့ဆက်နိုင်လေးမြင် ်ဒါဒီနှစ်ကုန်မှာ energy လို့ခန်းစားရတယ်နော်တချို့အတွက်ကတော့เนาะတချို့အတွက်ကတော့တကယ်လို့အဲ့လိုပေါ့เนาะဟိုကိုယ့်ရဲ့ ဟိုဟိုဒါဒီမှာ dealing person ပေါ့နော်မတွေ့ရသေးတဲ့လူတွေအတွက်ဆိုရင်ကိုယ့်ရဲ့ crush ပေါ့နော်ဒါမဲ့စကားတွေတော့ပြောပြနေရဆရာမအေးဒီလိုမျိုးပေါ့နော်ဟိုမကြတယ်မကြအနေထားတစ်ခုကနေပြနောက်ကိုခြေလမ်းပြန်ဆုပ်သွားတဲ့အနေထားမျိုးရှိနေတဲ့လူတွေအတွက်ဆိုရင်တော့တဲ့နော်ဟိုပြန်အဆင်ပြေမယ်ပြန်အဆင်ပြေမယ်မင်းတို့နေရာက official တွဲဖြစ်တဲ့အဆင်ထီကိုပဲမင်းကိုမင်းယုံကြည်တယ်ဆိုရင်နောက်အခုကစပြီးနောက်တစ်လနှစ်လအတွင်းမှာနေမယ်အဆင်ပြေသွားနိုင်တယ်မင်းတို့နေရာ official တွဲဖြစ်သွားနိုင်တယ်လို့ပြောတာပေါ့နော်ဟိုကောင်းတယ်အဲတစ်ခုပဲ ဲ့เนาะတခုပဲတခုပဲဆိုတာဒီမှာကစိတ်တက်လူတင်နဲ့အဲ့ဒီအဲ့ဒီလူနဲ့ပဲပြန်အဆင်ပြေခြင်းနဲ့ဆိုရင်တော့စိတ်တက်လူတင်နဲ့သူရောကိုယ်ရောစိတ်တည်ပြောင်းပြလိုက်ဖို့လိုတယ်ဒါကိုဘာဘာလို့ပြောရလဲဆိုတော့ energy မချင်းဘူးဆိုရင်စွမ်းနာလေးအစရဲပြောပြီးသားညောက်တာချစ်တယ်လीเนาะချစ်ပေမဲ့ ဟိုတချို့ကြတော့လဲမာနာလေးတွေကြားခံနေတချို့ကြတော့လဲအဲ့လိုကြောက်စီးကလေးတွေပေါ့နော်ချစ်တာကိုဖွင့်ပြလိုက်ရင်ငါထားခဲ့မလားဆိုတဲ့ဟာမျိုးတချို့ကြတော့လဲချစ်တာကိုချစ်ကြောက်ရမ်းပြလိုက်ရင်ရောင်းတက်သွားမဲ့အနေအထားမျိုးတွေရှိနိုင်လားဒါတဲ့တစ်ဖက်နဲ့တစ်ဖက်မှာအဲ့လိုစိတ်ထင်ရလေးတွေရှိလို့ပဲဖြစ်ဖြစ်အကြောင်းရင်းမျိုးမျိုးကြောင့်မပွင့်မလင်းနေဖြစ်နေတဲ့အနေအထားတွေဆိုရင်အဲ့ဒီဟာသူ့ဘက်မှာတော့လကောက်ကိုယ့်ဘက်မှာတော့လကောက်ရှိရင် အဲ့ဒီ energy ကိုတော့ပြောင်းမှရလိမ့်မယ်။နော်အဲ့ဒီအတိုင်းစင်တူရိုးမကြီးထပ်သွားနေမယ်ဆိုရင်တော့ဒီလိုမျိုးစင်နော်ကျမပြောတဲ့ဒီကောင်းတဲ့ energy တွေရောက်ဖို့နှီးလိမ့်မယ်။အဲ့ဒါကြောင့်ကိုကုတ်ကိုလည်းဒီနှစ်သစ်မှာနော်ဒီ12လပိုင်းနှစ်ကောင်ကစပြီးတော့နောက်နှစ်သစ်တွေမှာ new version ဖြစ်ပြောင်းမှာဒါက12လပိုင်းအတွက်ပြောနေတာဖြစ်တာဖြစ်တဲ့အတွက်နှစ်သစ်ကိုမကူးခင်နေရကိုယ့်ရဲ့ energy ကိုပြောင်းမှာတကယ်ကိုစိတ်သစ်လူသစ်နဲ့ ဖြစ်နေအောင်ကြိုးစားပါဒါဆိုရင်တော့မင်းရဲ့စိုးမိတ်ကပေါ့နော်ဟိုမင်းစိုးမိတ်ဆိုတော့မင်းရဲ့ဘဝလက်တွဲပေါ်ဖြစ်လာမယ့်လူကတော့မင်းရဲ့ဘဝလက်တွဲပေါ်ဟို life partner လို့ပဲပြောပြော right person လို့ပဲပြောပြောစိုးမိတ်လို့ပဲပြောဘယ်လိုပဲပြောပြောအဲ့ဒီလူကတဲ့မင်းမျောလင်းထားတဲ့အနေအထားနဲ့တော့ကြွေးပြားချမ်းသာတဲ့လူလေးဖြစ်နိုင်ပေမဲ့စင်ပြေလိမ့်မယ် နော်ဒါဘာလို့ပြောလဲဆိုတော့ကိုယ်စိတ်ထဲမှာတော့ဟိုကိုယ်လက်တွဲမဲ့လူဒီဘယ်လိုပုံစံဖြစ်ရမလဲဘယ်လိုအနေထားဖြစ်ရမလဲလို့ဟိုလူတိုင်းမှာစိတ်ကူးဆိုတာရှိတယ်နော်မရှိဘူးဆိုရင်တော့မှအနှဲငယ်တော့ရှိကြတယ်အဲ့ဒီပုံစံနေနေတော့ခြားနားလိမ့်မယ်ဒါပေမဲ့အဲ့လူဒီမင်းရဲ့ နော်စိုးမိတ်ဖြစ်တာဖြစ်တဲ့အတွက်မင်းတို့နှစ်ယောက်ရှေ့ဆက်ပြစ်လိမ့်မယ်နော်ဒီလိုလေးပြောတယ်ဆိုတော့ဒီမှာတော့နော်ဟိုအရန်လေးဟိုအကုန်းနဲ့ energy ကြိုက်တာယူပါလို့ခဏခဏဘာလို့ပြောဆိုတော့တချို့ကအဲ့လိုမျိုးအရန်တိတ်မှဖြစ်ခဲ့တဲ့လူတွေအခုလိုအဆင်မပြေဖြစ်နေတဲ့လူတွေနဲ့ပြန်ပြန်မြို့မပေါင်းဖက်ချင်တော့တဲ့လူတွေလည်းရှိရဲ့အဲ့ဒါလူတွေကလည်း new person ဘာဖြစ်လဲ manifest ပေါ့နော်အဲ့လိုကောင်းမွန်တဲ့လူကိုယ်အတွက်စိုးမိတ်ကတော့တည်ကြတဲ့ဒီ7လပိုင်းနှစ်မကူးခင်မှာတည်းကတွေ့လာနိုင်တယ်နော် နောက်နှစ်2026ကအချစ်ရတွေ့ကံကောင်းမှန်တယ်လို့ကျမဟောပြီးသားတော့မပြောရသေးဘူးလီလာပိုင်းတွေ့ကံဒီလေဒါလဲနောက်ဟို2026တွေ့လီလာစာ package လေးလည်းဖတ်ပေးမယ်ဒါပေမဲ့မဖတ်ပါရသေးဘူးမဖတ်ကြည့်ရသေးဘူးဒီဆရာမကိုယ်တိုင်တော့မှ energy ဘယ်လိုရှိမလဲဆိုတော့ကိုကိုကိုတော့မစစ်ထားဘူးဆိုတော့မစစ်ရပေမဲ့ energy ကခံစားမိတယ်2026ကတည်ကြတယ်2025ကအရန်ခင်းရင်းတယ်လေနော် 2026မှာလည်းဒီဂျိုးပြောင်းလဲတွေ retrograde တွေရှိအောင်မှာဆိုပေမဲ့ဟိုအခြေရေးကတော့ပုံပြီးကန်ကောင်းမှုပဲမျောလင်းကြရတာပေါ့နော်။ဘာလို့လဲမျောလင်းကြမယ်လीမမျောလင်းလို့မှမရတော့ကောင်းတာကိုပဲမျောလင်းမှကောင်းတာဖြစ်လာမှာပေါ့နော်။အဲ့တော့ခုတေးချရတဲ့ဒီနှစ်ကုန်ပိုင်း အဲ့တော့ဒဲက new year happy new year နဲ့အချီကြီးမှာကူးပြောင်းရမယ်လို့ပြောထားပြီးသားအရှိ reading မာရီတဲ့ကပြန်နားထောင်လို့ရတယ်အရှိ reading မျိုးလဲဆိုအခုဒီဇင်ဘာလမှာကဒီဆိုးရတဲ့ energy တွေ retro gate ကလာမှာဖြစ်ခဲ့တဲ့လူတွေတော်တော်များလိမ့်မယ်မဖြစ်ရသေးဘူးဆိုရင်စနေလပိုင်းအင်ဆာမှာနည်းနည်းလေးတတိထားပြီးရင်ကောင်းပြီနော်ထောက်လျှောက်ကောင်းပြီကိုကိုတိုင်းကကိုယ့်ရဲ့စိတ်ကိုပြောင်းလဲလိုက်မှာဖြစ်တဲ့အတွက်ကောင်းပြီလို့ပဲပြောချင်ပါတယ်ရှင်အဲ့တော့ဒါကစနေလပိုင်းအတွက်တလားစာအချီကြီးကကြမှာအချင်းကြီးပေါ့နော် အဲ့လိုမျိုးလေဟို12လပိုင်းအတွက်ဖတ်ချင်တဲ့လူတွေနဲ့တလားစာလာမေးလို့ရတယ်လို့နော်ဒီ12လပိုင်းအတွက်အထူး promotion အနေနဲ့ကတော့ region map တွေ့ဒါတော့ကိုယ့်ရဲ့အခြေရေးကံကြမ္မာလေးကိုဆံမရည်နော်ဟိုဒီတိုင်းလေး general energy list ပေးပါဆိုတဲ့ package မျိုးပေါ့နော်ဟိုအမြင်တလောက်ပဲဟောတာပေါ့နော် ဟိုအလိုမျိုးအတိအကျဟိုသူရခန်းစားချက်ကဘယ်လိုရှိလဲဘာညာအဲ့လိုမျိုးစစ်ထားတော့မဟုတ်ဘူးပေါ့နော်อืมအဲ့ဒီ package လေးကိုဒီ central line ဆိုတော့အမှတ်တရလေးလေးဖြစ်သွားအောင် redeem number ဆင်မရဲ့ redeem number 72ကို ဟို discount လေးချဖို့စီစဉ်ထားတယ်နော်အလုတ်ကိုင်းဗီဒီယိုတော့လည်းပြောလိုက်ပါတယ်အခုအချီးရေးမှလည်းအဲ့လိုပဲပေါ့နော်အဲ့ဒီ package ကတော့အချီးရေးဖြစ်ဖြစ်အလုတ်ကိုင်းဖြစ်ဖြစ်ကိုယ့်ရဲ့ပညာရေးနိုင်ငံခြားကံရရမီးလို့ရတယ်အဲ့ဒါလေးကပေါ့ပေါ့ပေါ့ပါလေးပဲနော်အဲ့ဒီ package က general မေးခွန်းမမေးတတ်တဲ့လူတွေတပေါ့ပေါ့ပေါ့ပါလေးပဲစီစဉ်ထားတဲ့အရာလေးပေါ့နော်အဲ့ဒါလေးကိုတော့ discount ချမယ်ပြီးရင်ဒီဆန္ဒလာပိုင်းမှာတခြား package တွေအတွက် discount ချဖို့လည်းရှိသေးတယ်ဒါပေမဲ့အခုကအစောပိုင်းကာလလေးပထမဘက်ပဲရှိသေးတော့နည်းနည်းလေးဆင်မဟိုမတင်ရသေးတာပေါ့နော် promotion လေးမတင်ရသေးတာအဲ့တော့ဒါမဲ့ဒီဘူးယူနားထောင်ပြီးတော့အ í ရလေးစိတ်ဝင်စားလဲဆိုရင် booking ကတော့ကြိုတင်ထားလို့ရပြီဘာလို့လဲဆိုတော့ကြိုတင်ထားမှ9ရက်ကနေတစ်ပတ်နော်လောက်ဆောင်ရတာဦးနော်ဆရာမရှိပါပုံမှန် booking ကအမြန်မေးချင်တဲ့လူကတော့ဒီအပိုင်းတွင်အားပါတယ်နော် ကျွန်မအားနေတယ်မေးလို့ရတယ်ဟိုဒီရက်ပိုင်းအတွင်းတော့အားတယ်နောက်နောက်ရက်ပိုင်းတော့မသိချာသေးဘူးပေါ့နော်ဒီဆရာမလည်းတရက်ပြီးတရက်ဟိုပါလေအားချင်းမအားချင်းအလုပ်ပါလေပညာပေးနေရတယ်လို့ဖြစ်နေဟုတ်ကဲ့ပါအဲ့တော့နောက်မှပြန်တွေ့ကြမယ် energy မကောင်းသေးတဲ့လူတွေလည်း healing လုပ်ပါอืมจม้ากูไรเลย healing ဆိုတာစိတ် healing ကဘာလဲဆရာမကြီးလို့တချို့လူတွေမြည်ရယ်เนาะ ဟိုအဲ့ဒါကြီးရှင်းပြတာနဲ့နဲ့အခြေတဝင်းဆန်တော့တူချုပ်ပြောရင်တော့ကိုယ့်ရဲ့နှိရှိတွေဖြစ်နေတဲ့စိတ်ပြင်းမှုတွေစိတ်တရားတွေအဆင်မပြေမှုတွေကိုနောက်တစ်ရက်ကိုကိုလေးမတည်ခြင်းလို့ divine duty အနေတိုင်းနေတိုင်းနေတိုင်းအမြဲတမ်းစိတ်ကိုတန်ဆင်အောင်အနာတရားတွေမဖြစ်အောင်စိတ်ညစ်မှုတွေရှိနေတော့မှတက်နိုင်ဆုံးစ조사ပြီးတော့ဟိုသင်ခန်းစာယူပြီးမေးပြောင်းနိုင်အောင်လုပ်ရတာပေါ့နော်ဒါကတော့အနှစ်ချုပ်ပါတကယ်တော့ဟို healing process တွေဟိုဟာတွေကဟို တခြားလေးနားလဲပြီးတော့အများကြီးလေ့လာတာလीနော်ဟိုဆက်မအရင်တော့ကျင်းနှန်းလေးဖွင့်ပေးပြတယ်အခုတော့ အခုတော့အဲ့တန်းနေတော့မားတာနဲ့မစီစဉ်ဖြစ်သေးဘူးပေါ့နော်အဲ့ဒါလေးလည်းနောက်ကြပြန်စီစဉ်ပေးပါမယ်ဒီမှာကအဲ့လိုဟိနှင်းလို့ပြောလိုက်ရင်မတိသေးတဲ့လူလေးလည်းရှိရတယ်ဒါပေမဲ့တော်တော်များများတော့တိသေးတဲ့လူလေးလည်းရှိပါတယ်အဲ့တော့နောက်မှပဲပြန်ဆုံးကြမယ်ဟိုအဲ့တော့အဲ့ဟိုဟိနှင်းလို့မတိသေးတဲ့လူတွေအတွက်ပြောရမယ်ဆိုရင်တော့ကိုပြစ်သမျှအရာရာအကောင်းဆိုးတွေကအကန့်ကျမဆိုတာဒုံတွဲနေတာပဲလောကရန်ဆိုတာလည်းအဲ့လိုပဲဆိုတော့အဲ့ဒီအကောင်းဆိုးတွေမှာဆိုးလာတာတွေဖြစ်နေပြီဆိုရင်အခုလည်းဒီမှာဆိုးတဲ့ energy တွေတွေ့တယ်အဲ့ဒါတွေကိုတက်နိုင်တယ်များကြော်ဖြတ်ပါ ကိုယ့်ရဲ့စိတ်ဝိညာဉ်တစ်ခုပေါ့နော် energy ကျသွားအောင်အရင်ပေါ့နော်စိတ်တက်တွေထိုးကျသွားတာမျိုးမဖြစ်အောင်တတ်နိုင်သမျှထိမ်းပါပြီးရင်ဖြစ်ပြီဆိုရင်လည်းလူတိုင်းကတော့စိတ်ညစ်တတ်တာပဲလीနော်စိတ်ညစ်ပြီဆိုလည်းခဏနဲ့အဲ့ဒီ energy တွေပြောင်းအောင်ကြိုးစားပါနောက်တစ်ရက်ကိုစီစစ်နိုင်အောင်ဘယ်လိုပဲဖြစ်ဖြစ်ကြိုးစားပါပြီးရင်ကျတော့အဲ့ဒီအချိန်ကြီးတွေကနေသင်္ကန်းစာလေးတွေယူပြီးပိုကောင်းတဲ့အနာဂတ်တွေကိုရွှေရောင်အနာဂတ်တွေကိုဖန်တီးပြီးတော့ရှေ့ဆက်ကြမယ်ရှေ့ဆက်နိုင်မယ်လူလေးကိုကိုကိုလည်းယုံကြည်ပါ နော်ဒီဆရာမတော့ဒီ collective lady နားထောင်နေလူတွေအားလုံးကိုယုံကြည်ပါရဲ့ရှင်အားလုံးလည်းရှေ့ဆက်နိုင်ကြမယ်လို့နော်ကောင်းမွန်တဲ့အနေထိုင်နဲ့ရှေ့ဆက်နိုင်ကြမယ်လို့ယုံကြည်ပါတယ်မျော်လင့်မျော်လင့်ပါတယ်အဲ့တော့ဒီ2026ကိုတကယ်ကို Happy New Year ဖြစ်အောင်ကြိုးစားကြမယ်နော်တက်တာပါရှင်နောက်မှပြန်ဆုံကြမယ်